ြန်မာနိုင်ငံအချင်းထောင်တွေမှာလုံလောက်တဲ့အစားအစာမကျွေးတာအပြင်နေ့စဉ်ကျွေးနေကြအစားအစာတွေရှော့ချလိုက်တာကြောင့်အချင်းသားတော်တော်များများမှာအာဟာရမပြည့်ဝမှုတွေဖြစ်လာပြီးခန္ဓာကိုယ်ချိနေပြီးအောက်ပိုင်းမလုံနိုင်တဲ့တုပ်ဆွဲဝေဒနာ ခံစားနေရတယ်လို့ The Nation Voice ကစုံစမ်းသိရှိရပါတယ်။ပုံမှန်ကျွေးနေကြတဲ့အတိုင်းမကျွေးဘဲအစားအစာရှော့ချထားတဲ့အချင်းထောင်တွေကတော့ မိထီလာအချင်းထောင်ဥဖို့အချင်းထောင်ပသိမ်ကြီးလူငယ်ထိမ့်သိမ်ရေးကြောင်းလိုက်ကော့အချင်းထောင်ပေါန့်တဲအချင်းထောင်ဒိုင်ဦးအချင်းထောင်နဲ့ပသိမ်အချင်းထောင်တို့ဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကနေသိရပါဗျ။အချင်းထောင်အတွင်အခြေအနေတွေနဲ့ပတ်သက်လို့နိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ရဲ့ဥဆောင်ကော်မတီဝင်ဦးတိုက်ထွန်းဦးကအခုလိုပြောပါဗျ။နဂိုမူလအခြေတွေကအချင်းထောင်ထဲမှာကျွန်တော်တို့အဲထောင်ရင်းကျမ်းမာရေးစောင့်ရှောက်မှုအခြေအနေက ပြေပြေပေါ်မှာမရရှိတဲ့အခြေအနေဖြစ်ပါတယ်။ထောင်ထဲမှာလည်းစေဝါလိုအပ်ချက်တွေအများကြီးဖြစ်နေတဲ့ကာလဖြစ်ပါတယ်။ဒီလိုအခြေအနေမျိုးမှာကျွန်တော်တို့အချင်းသားတယောက်ရဲ့အခွင့်အရေးဖြစ်တဲ့စားတောက်ရေးမှာတော့မှကျွန်တော်တို့ဒါတက်မှတ်ထားတဲ့ပမာဏပေါ့နော်အချင်းသားတယောက်ကိုအနည်းဆုံး9ချက်သာကျွေးရမယ်လို့ပြောထားရတော့လည်းပဲကျွန်တော်တို့အာနာဒိမီကရောကျွန်တော်တို့ဒီအလေးချိန်ဟာမပြည့်ပါဘူး။အခုဆိုရင်ပို့ပြီးမှဆိုးဆိုးဝါးဝါးပဲအသားတုံးနေရာတိတိလေးတွေပဲရတော့တဲ့အခြေအနေမျိုးကြီးထိကုန်မှာအဲဖြစ်ပါလေဗျ။လက်ရှိမှာရရှိထားတဲ့စီရင်အရာ မြင်းချံအကျဉ်းထောင်အတွင်းမှာအကျဉ်းကျနေသူစုစုပေါင်းရဲ့လူဦးရေ15ရာခိုင်နှုန်းဟာတုတ်ဆွဲဝေဒနာကိုခံစားနေရတယ်လို့လည်းသိရပါဗျ။တုတ်ဆွဲဝေဒနာဆိုတာထောင်တွင်းအာဟာရပြပြဝဝမစားရတာတွေအစာအသောက်တန့်ရှင်းမှုမရှိတာတွေနဲ့အလွယ်တကူကျန်းမာရေးကုသခွင့်တွေမရတာတွေကြောင့်ဖြစ်လာတာလို့ဒေါက်တာပြေဆောင်ကပြောပါတယ်။ဒါတွေကိုကာကွယ်ဖို့ဆိုရင်အခုလိုမျိုးမှတ်ချက်ပြုအကြံပေးထားပါတယ်။ ခုကြားနေရတဲ့တင်းရရာဆိုဒီဒုတ်ဆွဲမှုကကြောင့်အဓိကတော့ဆာဟာရာချို့တဲ့အမှုကြောင့်ပေါ့ဖြစ်တာပေါ့အဲဒီတော့ကြောင့်ရေရှည်အနေနဲ့ဆိုရင်ကြတော့ပိုခါနေရမျိုးတွေကဖြစ်နိုင်တယ်အမျိုးဆိုရင်ဒီ TV တို့ COVID တို့နောက်ပြီးကြကြာရေပြားယောဂါတို့အမျိုးတွေဝင်လွယ်တယ်အနာရီပါးဖြစ်နေအောင်မှကြက်လွယ်တာမျိုးတွေဖြစ်တတ်တယ်ပေါ့နောက်ပြီးကြကြာဒီစိတ်ဆမ်းမရေဘူးလည်းပဲထိခိုက်မှုတွေရှိနိုင်တယ်နောက်နောက်ဆုံးအနေနဲ့ကျတော့တကယ်လို့တော်တော်ဆူဆူဝါးဝါးဖြစ်တယ်ဆိုရင်ဒီအသက်တောင်မှတိတ်နိုင်တယ်ပေါ့အမျိုးတွေဖြစ်တဲ့အကြောင်းမလို့ တော်တော်ကြီးဥစားရမယ်တကယ်လို့ထောင်ဟာပြန်လွတ်တဲ့ဆိုရင်တော့မှပဲသူ့ဟာဒီကျွန်တော်တို့ပြန်လဲထူထောင်ရေးနဲ့ပြန်လဲတန်ဆွဲရေးတွေမှာတော့မှပဲဒီလိုမျိုးဖြစ်ခဲ့တယ်ဆိုရင်နည်းနည်းဘာဒန်ရှိရပေါ့နည်းနည်းတနာလေးရှိနိုင်တယ်ပေါ့အကျဉ်းသားတွေအနေနဲ့တပတ်မှ၄နှစ်ပဲအသားဟင်းပါပြီးတော့ပါရင်လဲကျုပ်တလုံးဒါမှမဟုတ်နှစ်လက်မှအရွယ်ငါအသားသုံးလုံးနဲ့ပဲကျွေးတာပါကြံရက်တွေမှာတော့ထမင်းနဲ့ကျဲတောက်နေတဲ့ပဲဟင်းအကြီးကြီးကိုသာကျွေးမွေးနေတယ်လို့ဆိုပါတယ် အာနာသိမ့်ပြီးနောက်ထောင်တွင်းအခြေအနေတွေနဲ့ပတ်သက်လို့နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ဦးဆောင်ကော်မတီဝင်ဦးထွန်းကြည်ကအခုလိုပြောပါတယ်။ထောင်မှန်ကဆေးဝါးလုံလောက်မှုမရှိဘူး။ချမ်းမရေးဆုံးဆောင်မှုမရှိဘူး။နေရထိုင်ရတာလည်းအဲတကယ်တကယ်ကြတော့အဲ့ဒါတရားလောက်စနေပေါ့နော်အဲ့အခန်းကိုသူတို့က3500ထည့်ထားတယ်ပေါ့နော်အဲ့ဒါဒီဒီအင်းစိတ်တောင်ဆိုရင်တကယ်ကြတော့နားတော်တော့ပဲစမ်းတာလေ3000ချီပြီးသူတို့ထည့်ထားတယ်ပေါ့နော်အဲ့ဒီလိုပုံစံမျိုးတွေကဒါမသိလျော်တဲ့ကိစ္စပေါ့နော် အဲဒီကနေအကူရောလက်ထက်တော့အဲဒီကဒီမင်းရဲ့ထောင်ပေါ့နော်1900အဲဒီက95 96ပေါ့နော်အဲဒီအဲ့ဒီမှာတော့မှကျွန်တော်ကိုနိုင်ကဟိုဟာအစာအာဟာရ၄နော်တမင်မို့သူတို့ကအဲဒီဒီဒီထိခိုက်စီလိုတဲ့ရေချက်နဲ့ပေါ့နော်ကျမ်းမာရင်းကိုဆိုးဝါးသွုံးနဲ့ပြင်းထန်ကုန်ထိခိုက်စီလိုတဲ့ရေချက်နဲ့အတူတူချွေးတာမွေးတာကြာလာတဲ့ခါကျတော့ထောင်စားလည်းပိတ်ထားတယ်ပါစင်လည်းပိတ်ထားတယ်မိသားစုနဲ့လည်းမတွေ့ရဘူး အကျွန်တော်ကိုနိုင်ကကူကအောက်ပိုင်းချိသွားတဲ့အနေထားမျိုးတွေကျွန်တော်တို့ခြုံခဲ့ဘူးတယ်ပေါ့နော်ဆိုတော့အနေနဲ့နင်းင်းနဲ့ကိုအလုံးလုံးနင်းင်းနဲ့ကိုလေထဲမှာလွတ်နေတယ်လို့ပဲဘာကြောင့်လဲဆိုတော့ကယ်လိုရီကအဲဒါမရှိတော့ဘူးနော်လည်းတကယ်တကယ်လူတစ်ယောက်လူတစ်ယောက်မှာရှစ်သိန်းရှိရတဲ့အဲဒါကယ်လိုရီမရတော့တဲ့အခါကျတော့အဲ့လိုအလုံးလုံးနင်းင်းနဲ့မူးလာတယ်အလုံးလုံးနင်းင်းနဲ့အဲဒီအဲ့လေလွင့်နေတဲ့ပုံစံမျိုးတွေပေါ့နော်အဲဒီလိုပုံစံမျိုးတွေကိုတမင်ကိုသူတို့ကစိတ်ကြရရောက်ရိုက်ချိုးတာဗျာ ဒါပေမဲ့အခုအချိန်ဒီကျွန်တော်တို့နိုင်ချင်းတွေကနော်နိုင်ချင်းတွေရဲ့အဲဂျိုပိုင်းဆိုင်ရာတို့သူတို့ထုံပင်းချင်းချထားလို့ရကောင်းရနိုင်တယ်ဒါဒါပေမဲ့နိုင်ချင်းတွေရဲ့အဲတော်နာနဲ့စစ်ကက်ဂျူတို့အဲသူတို့အခုချိန်ထိတော့အချင်းချထားလို့မရဘူးဆိုတာထောက်သီးစွာရှိနေတဲ့နိုင်ချင်းတွေရဲ့လက်ပစ်လုပ်ရက်တွေကတက်တည်ခံနေတယ်ဆိုတာလေအဲကျွန်တော်တရက်စကား ပါကျင်တာပေါ့နော်အဲ့ဒီပြကြောင့်သူတို့ကျွေးတဲ့မွေးတဲ့ထမင်းတွေမှာလည်းတဲတွေကလေးတွေဗျာအဆုံဝက်ထက်လာတာစပလုံးတွေမှာဗျာအမြောက်များစွာတော့ဟင်းတွေမှာလည်းအကောက်ပလောင်တွေပေါ့ဗျာအပတ်ကြည့်နေရစားပိုးအဆုံပေါ့နော်အဲဒီကုစုံရွက်ဆိုတာကအတွားချမ်းညက်တဲ့ကုစုံရွက်ဗျာတကယ်တကယ်ကြကုစုံရွက်ရင့်ထော်နေတဲ့အယောင်အယောင်ကအဝါပြောင်းသွားပြီဗျာ အဲ့ဒါကြိုဗျာခုတ်ထစ်ပြီးတော့ဗျာရေရလည်းမတက်ပေါ့ဗျာအဲ့ဒါသူတို့သူတို့ support မ support ဒီမှာပေါ့နော်ရေရလည်းမတက်အောင်ညာအဲ့ဒါတွေကိုဗျာတခါလဲခုတ်ထစ်ပြီးတော့အဲ့ဒီမှာအများကြီးတောင်ပါတယ်ဗျာအဲဒီတဲ့ကစိုးရက်ကပေါ်ရအကညက်တဲ့ကစိုးရက်ဆိုတာစဉ်းစားစဉ်းစားကြည့်တော့ဗောနော်အဲ့ဒီဘက်ကြောင့်လို့ဒီကိစ္စတွေကတော့လက်ခံလို့မရဘူးပြင်းပြင်းထန်ထန်ကျွန်တော်တို့ကန့်ကွက်ရှုံချတယ် ဒါရာဇူးမှုရောက်တယ်အရင်ပြပြမလို့အဲဒီ transitional justice ပေါ့နော်အဲအခုလိုမျိုးအဲဒီဒီဒီ transitional justice ကိုကျွန်တော်တို့ account ထဲပို့ဆောင်ရတဲ့အခါမှာအခုလိုမျိုးဖြစ်တဲ့တွေကတော့ဒါရှင်းပါတယ်တော့အဲတရားမျှတမှုအဘက်ကတော့နိုင်ငံတကာစစ်ရာဇဝင်ကောင်မဲအွန်လိုင်းနဲ့အဲအချမ်းပဲစစ်ရှိုးကောင်စီမှသာလေတာဝန်ရှိတဲ့အပေါ်မှာအဲသူတို့ကတာဝန်ယူမှုတာဝန်ခံမှုရှိရမယ်ဆိုတဲ့သတင်းစကားကိုတော့ဒီမှာကျွန်တော်အကြည့်ရင်းပြောချင်ပါတယ်ဒါကြောင့် NUG အနေနဲ့ကလည်းနိုင်ငံတကာနဲ့နိုင်ငံတကာအဝေးဝိုင်းနဲ့အလားပူးပေါင်းပြီးတော့အခုလိုမျိုးဖိနှိပ်ငင်မှာနှိမ့်ဆက်နေတဲ့ဒီဆင်အနာရှီယာအမြန်ဆိုအပြုတ်ပြီးအရင်ကအကုတ်ကိုလက်ကိုဟတဲ့အာထုတ်ဂျူပန်ဘူးကိုလည်းခင်ဗျားနေပြီးတော့အဲ့ဒါဒီဒီ အတောင်းဆိုကြပါတယ်နိုင်ငံတကာအနေနဲ့လည်းအခုနှစ်သမကအနေနဲ့ကလည်းအာဒါအတိတ်ညာတွေအတံပိတ်နေတာတွေမလို့ဝင်းတယ်အဲ့ဒီဒီတောင်းပြတ်ပတ်မှုတွေကိုအာဒါလည်းအများဆုံးပေါ့နော်အာဒါငါငါငါတို့မှလည်းတောင်းဝရှိတယ်ငါတို့မှလည်းအာတောင်းသိသိနဲ့ဒီကိစ္စကိုအများဆုံးအာဒီအရေးယူဆောင်ရွက်ဖို့ကိုဒီနေရာနေပြီးတော့ထပ်လောင်းပြီးတော့တောင်းဆိုကြပါတယ်လို့ကျေးဇူးတင်ပါတယ်ဗျာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာမြန်မာနိုင်ငံအတွင်းအကျဉ်းထောင်တွေရဲ့အခြေအနေတွေဟာပုံမဆိုးရွားလာခဲ့တယ်လို့လည်းနိုင်ငံရေးအကျဉ်းသားတွေအရေးဆောင်ရွက်ပေးနေသူတွေစီကသိရပါဗျ။မြန်မာစစ်တပ်အာဏာသိမ်းပြီးနောက်နိုင်ငံရေးလုံးလို့ဖမ်းဆီးခံရသူစုစုပေါင်း3000တိပါရှိပြီး2000ကျော်ကတော့အကျဉ်းထောင်ထဲမှာတရားစွဲခံထားရပြီးတော့ အဲ့ဒီထဲကတောင်းကြော်ကတော့နိုင်ငံရေးပုံမှန်တွေနဲ့အတီးတီးပြည်တံကြခန်းနေရတယ်လို့နိုင်ငံရေးအကျဉ်းသားများကူညီဆောက်ရှောက်ရဲ့အသင်း AAPP ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်ရှင်